ားပါရှင်။တင်းနှိုင်းတဲ့တင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့ Dove မှာမွေးကင်းစကလေးဆက်မမွေးချင်လို့ပေးအမှုဇက်တိုက်ဖြစ်နေတဲ့အကြောင်း Dove မြို့ပေါ်မှာသွေးလွန်တုပ်ကွေအဖြစ်များနေတဲ့အခြေအနေ Dove မြို့နားကတံတားငင်တစင်းကိုချစ်ကောင်စီတက်ဖျက်ဆီးလိုက်တဲ့တင်းထိုင်းမှာမြန်မာတအိုးကိုလူတက်မှုနဲ့ဝရမ်းထုတ်ထားတဲ့အကြောင်း ဒီပန်းရင်းမှာစာသင်ကျောင်းကိုလင်းရင်နဲ့ဘုံကျဲလို့ကလင်းငယ်တွေအပွားအဝင်၁၆ဦးသေဆုံးတဲ့အခြေအနေစတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်ပထမဆုံးတည်င်းတစ်ပုဒ်အနေနဲ့ကတော့တဝဲမှာမွေးကင်းစကလေးကို တခြားသူတွေမွေးစားဖို့ပေးအပ်တာတွေဆက်တိုက်ဖြစ်နေပါတယ်တည်င်းအပြည့်အစုံကိုဒိုဝဲဝါရှိုင်းတော်သားတူကပြောပြပေးသွားမှာပါရှင်။ဒိုဝဲမှာဝင်ကင်းစားကလေးအခြားသူတွေစီမွေးစားဖို့ပေးအပ်တာတွေစက်တိုက်ရှင်နေပါလေ ပြီးခဲ့တဲ့မလာအတွင်းဒဝဲမျိုးပေါ်ရှိဩဂလိကဆေးကိုတကူမှာကလေးမွေပြီးမွေကင်းစားကလေးကိုမိခင်ရင်ကအထားသူပဲစီ ပေအားခဲမှုနှစ်ခုရှိခဲ့တယ်လို့ကလေးကိစ္စမှာကိုငင်းပေးခဲ့တဲ့ပရာဟိတအတင်းတာဝန်ရှိသူတွေကပြောပါတယ်။သူမွေဘွားခဲ့တဲ့ကလေးဟာမိကလေးဖြစ်ပြီးအခုလက်ရှိဒဝဲမျိုးစလုံးချောင်းဆရာတော်ကတာဝန်ယူစောင့်ရှောက်ထားတယ်လို့သိရပါတယ်။မမတင်ပါပဲဒဝဲမျိုးကပုဂလိကအစီအယုတ်ကိုမှ ကရေမွေးပြီးမိခင်ကပေးခဲ့တဲ့ဖြစ်စဉ်နောက်ထပ်တစ်ခုလည်းရှိခဲ့တယ်လို့စေဝင်တဲ့နေစာသူရဲ့စီကတီးရပါတယ်။အဲဒီကရေကိုလည်းဆရာတော်တပါးကအစားရှောက်ဖို့လာရောက်ခေါ်ယူသွားခဲ့တာပါ။2023ခုနှစ်ကလေတိုဝဲမျိုးကတက်စီအိုမှာကလိမိခင်ကမွေးရင်းစကလေးကို ပေးခဲ့တဲ့အကြောင်းအဲ့ဒီပရာဟိတအတင်းတာဝန်ရှိသူကပြောပါတယ်။မိခင်ပြေသူဟာစစ်ပြောင်းလို့တမတူဖြစ်ပြီးအဲ့ဒီမွေးရင်းစကလေးကိုလည်း ဒဝင်းနုစလုံးကြောင်းဆရာတော်ကပဲကျွေးမွေးဆောင်ရှောက်ထားတယ်လို့သိရပါတယ်နောက်တဲ့တည်င်းတပုတ်အနေနဲ့ကတော့တဝယ်မျိုးမှာသွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေတွေ့ရသူများနေတယ်လို့မြို့ခံတွေနဲ့အကူအညီဆောင်ရွက်ပေးနေတဲ့သူတွေစီကသိရပါဗျ။မေလပထမပတ်အတွင်းတဝယ်ဆေးရုံကြီးမှာအဖျားရောဂါလက္ခဏာနဲ့ဆေးရုံတက်ရောက်ကုသနေတဲ့ကလေးတွေထဲက14ဦးမှာသွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ခဲ့တယ်လို့ကျန်းမာရေးဌာနနဲ့နှိစက်သူတွေကပြောပါဗျ။ ွေးလင့်တုတ်ကွေးယောဂပိုးတွေ့တဲ့လူနာတချို့ကဆေးရုံကဆင်းသွားပေမဲ့ဒဝယ်မျိုးတလိုင်းမရက်ကွက်ကအသက်6နှစ်အရွယ်မိန်းကလေးတဦးကတော့မီလ9ရက်နေ့မှာဆေးကုသမှုခံယူနေရင်းနဲ့သိဆုံးသွားပါတယ်ဒါအပြင်ပုဂလိကဆေးရုံတွေမှာဖြောင်းနာယောဂလက္ခဏာအပြင်သွေးလွန်တုတ်ကွေးလက္ခဏာတွေ့ရတဲ့လူနာတွေရှိနေတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့မေလပထမပတ်အတွင်းဒဝယ်မျိုးပေါ်မှာရှိတဲ့ရက်ွက်တချို့မှာချင်းစေးဖျန်းတာပိုးလောက်လန်းသိစေတဲ့ဆီခတ်တာနဲ့အသိပညာပေးလက်ကမ်းဆက်ဆောင်တွေဖြန့်ဝေနေတယ်လို့တနင်္သာရီတိုင်းအရေးပေါ်ကစဲရေးအဖွဲ့တာဝန်ရှိသူဦးနိုင်မျိုးသွင်းကပြောပါရရှင်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒဝယ်မျိုးနယ်တောနာရွာနာကကွန်ကရစ်တံတားငယ်ဒဇင်းကိုစစ်ကောင်စီတပ်ကမေလ10ရက်နေ့မနက်ပိုင်းမှာဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ အဲ့ဒီတံတားဟာရှမ်းမတွင်းနဲ့တောင်းလာရွာကြားကရွာချင်းဆက်တံတားငယ်ဖြစ်ပြီးစစ်ကောင်စီတပ်ကအင်အားတရာဝန်းကျင်ပါတဲ့ကာနစင်နဲ့လာရောက်ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။တံတားငယ်ကိုဖြိုချတဲ့အပြင်မြေကြီးကိုပါတူပြီးဖျက်ဆီးလိုက်တဲ့အတွက်လမ်းပိုင်းပြတ်တောက်သွားပြီးကားဆိုင်ကယ်တွေတောလာလို့မရတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။ဖြစ်စီခံရတဲ့တံတားငယ်ဟာဒဝယ်မြို့အဝင်မှာရှိတဲ့ပေါတိုင်းတံတားစစ်စေးရေးဂိတ်နဲ့တမိုင်လောက်အကွာမှာတည်ရှိတာပါ။ မေလ9ရက်နေ့မနက်စောစောကလည်းဒဝဲမြို့အထွက်မှာရှိတဲ့ပါတိုင်းဒတာစစ်စီရေးဂိတ်ကိုတော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအသက်80အရွယ်ထိုင်းနိုင်ငံသားကိုတပ်ပြီးထွက်ပြေးနေတယ်လို့ဆိုတဲ့မြန်မာနိုင်ငံသားကိုစွန့်ဝေထုတ်ပြီးဝရမ်းထုတ်ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အသက်23နှစ်အရွယ်ကိုဆိုင်းဟန်ကိုမေလ10ရက်နေ့မှာထွန်ပူရီတရားရုံးကလူသက်မှုနဲ့ဝရမ်းထုတ်ခဲ့တာပါ။ ။တင်အပြည့်အစုံကိုတော့ဒဝဲဝရှဝိုင်းဒေါ်သားတို့ကပြပြပေးသွားမှာပါရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအသက်80အရွယ်ထိုင်းနိုင်ငံသားကိုတပ်ပြီးထွက်ပြေးနေတယ်ဆိုရဲမြန်မာနိုင်ငံသားကိုစုငွေထုတ်ဝရမ်းထုတ်ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါဗျ။အသက်23နှစ်အရွယ်ကိုဆိုင်ဟန်ကိုမေလ10ရက်နေ့မှာထိုးပိုရီတရားရုံးကလူတက်မှုနဲ့ဝရမ်းထုတ်ခဲ့တာပါ။ အခင်းဖြစ်တဲ့မေလ10ရက်နေ့ကကိုဆိုင်ဟန်ဟာဘန်ခင်းတက်မီရှိကိုဝတ်တဲ့ဇနီးဖြစ်သူလောက်ကင်နေတဲ့ထိုင်းလုံရှင်အိမ်ကိုရောက်လာပြီးဇနီးဖြစ်သူနဲ့တွေ့ခဲ့တယ်လို့ဆိုပါရယ်။ကိုဆိုင်ဟန်ဟာဇနီးဖြစ်သူစီကငွေတောင်းခံတာမရလို့သူမကိုတတ်မယ်ဆိုပြီးရန်လိုခဲ့တယ်လို့ဇနီးဖြစ်သူကရက်တပ်ဖွဲ့ရီစီမှာထွက်ဆိုထားပါရယ်။အဲ့ဒီချင်းထိုင်းအလုရှင်ကသူမကိုအန်ရည်ပြုမှဆိုတဲ့အတွက်ကိုဆိုင်ဟန်ကိုအိတ်အပြင်းနေထုတ်ခဲ့ပြီးအထက်ပြတ်မဝေဖို့တနက်ပြပြီးချိတ်ချောက်ခဲ့တယ်လို့ဆိုပါရတယ်။ ။အဲဒီနောက်ကိုဆိုင်ဟန်ကအလုရှင်ရဲ့တနက်ကိုလူလိုရုံရင်းဆက်ခဲဖြစ်ကြတာကနေတနက်ကကြည်ထွက်ပြီးအလုရှင်ဟာကြည်ထိမှန်တိတ်ဆုံခဲ့တယ်လို့ဆိုပါရယ်။အခင်းဖြစ်ပွားပြီးနောက်ကိုဆိုင်ဟန်ဟာ ထိုင်းလုရှင်ရဲ့ကားနဲ့ထွက်ပြေးသွားခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါရယ်။လက်ရှိမှာကိုဆိုင်ဟန်ကိုတွေ့ရင်တင်ပြဖို့တပ်ပုံနဲ့တကွဘန်ကောက်မြို့ဖက်ကစီရက်တပ်ဖွဲ့ကဆိုရှယ်မီဒီယာပေါ်မှာဖြန့်ဝေထားပြီးတင်ပြနိုင်သူကိုစုငွေပတ်နှစ်တောင်းချိမြက်မယ်လို့ဆိုထားပါဗျ။ဒီကနေ့ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့ စကိုင်းတိုင်းဒီပန်းရင်မြို့နယ်အိုထိန်တွင်းရွာစာတင်ကျောင်းကိုဒီကနေ့မနက်10:00နာရီလောက်မှာစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသူကျောင်းသားအများစုအပါအဝင်18ဦးသေဆုံးသွားတယ်လို့စကိုင်းအခြေစိုက် SNC မိဘေးစစ်ဘေးပညာရေးကူညီဆောက်ရှောက်ပေးရေးအဖွဲ့အစည်းကတီးရပါတယ်။ မိထီလာမျိုးမှာရှိတဲ့ရှမ်းတဲလီတက်စခန်းကဂျက်တိုက်လင်ရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတွေចောင်းသားចောင်းသူတွေအများအပြားတိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့ဒီပင်းရင်းမျိုးနဲ့အခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကတည်ရပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကလီချောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။လက်တလုံးမှာတိတ်ဆုံးသူ18ဦးကိုအတီးပြုထားနိုင်ပြီးတိတ်ဆုံးသူထပ်တိုးလာနိုင်တဲ့အပြင်တရားရုံး50လောက်ရှိတယ်လို့ဆိုပါတယ်။ ိတ်ဆုံးသူတွေထဲဆီအောင်မအချို့လည်းပါဝင်တယ်လို့ပြည်တွင်းသတင်းတွေရဲ့ဖော်ပြချက်တွေအရသိရပါဗျ။အိုထင်းတင်းကျေးရွာစာတင်ကျောင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလပညာသင်ကျောင်းဖြစ်ပါရဲ့ရှင်။အခုလိုတင်းနှိုင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရဲ့ရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းခန့်နေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dwell Watch Wine တို့သားတွေကစုမုံကောင်းတောင်းအပ်ပါတယ်ရှင်။